မင်္ဂလာပါဒီဗီဒီယိုမှာတော့ verb to be ကို အသုံးပြုပြီးတော့မှ speaking ဝါကျလေးတွေအလွယ်ဆုံးနည်းနဲ့လုပ်ပြပါမယ်အဲ့တော့ဒီ verb to be ကဒီတိုင်းတော့မရဘူးပေါ့နော် तू ကနောက်မှာ adjective ကလေးတော့ပေါင်းရတယ်အဲ့တော့ adjective ဆိုတာကလည်းပဲအရင်မခက်ဘူးမြန်မာမှာဆိုလို့ရှိရင် the နဲ့ sound နဲ့အရာတွေပေါ့နော်အလွယ်ဆုံးပြောရမယ်ဆိုရင်တော့ happy ပျော်ရွှင်သော sad sad one နဲ့သော upset upset ဒါဆိုရင်စိတ်ဆိုးသောအာစိတ်ဝင်စားသောဆိုရင် interested although ဆိုလို့ရှိရင် surprised အာစိတ်လှုပ်ရှားသောဆိုရင် excited ဒေါသဖြစ်သောဆိုရင် angry ဘိုက်စားတော့ဆိုရင် hungry စသဖြင့်ပေါ့နော်အဲ့ဒီလိုမျိုးဒီသောနဲ့ဆုံးတဲ့ဟာလေးတွေကို adjective လို့ခေါ်တာဖြစ်တယ်ဒီတော့ adjective ကိုတော့တေချာလေးမှတ်ထားမှဖြစ်မယ်နော်ဘာဖြစ်လို့လဲဆိုတော့ဒီတခြား verb တွေလည်းရှိတယ်လေအဲ့တော့ verb တွေကတော့ the နဲ့ဆုံးတယ် sleep တို့ calm တို့ go တို့စသဖြင့်ပေါ့နော်အခုပြောမယ့်ဟာတွေကတော့ adjective တွေဖြစ်တယ်ဒီတော့ adjective တွေကသူကြီးသက်သက်ပြောလို့မရဘူးလေဥပမာအာဒေါသဖြစ်သောဆိုပြီးတော့ပြောလို့မရဘူး I am hungry ဆိုပြီးတော့မှဒီ I am နဲ့ပေါင်းလို့ရှိရင်ဝါကြဖြစ်သွားတယ်။ဒါဆိုရင်တော့ speaking ပြောလို့ရပြီလေ။ငါတော့သဖြစ်နေတယ်ဆို I am hungry I am angry ဒီလိုပုံစံပေါ့နော်ဒါတော်တော်လေးလွယ်ပါတယ်ဒီတော့ verb to be တွေက am is are were where အခုလက်ရှိကာလမှာ ဖြစ်နေတာတွေဆိုလို့ရှိရင် am is are တွေဟာတခုကိုသုံးမယ် i ဆိုရင် on board ဒါအခြေခံလေးတွေလေ you ဆိုရင် are အာ we ဆိုရင် are they ဆိုရင် are စသဖြင့်ပေါ့နော်အဲ့တော့ငါဒေါသဖြစ်နေတယ် i am angry ငါဘိုက်စာနေတယ် i am hungry ဒီလိုမျိုးလေးသွားရုံပဲလေဟုတ်တယ်မလားဒီတော့ he she it တွေနဲ့ဆိုလို့ရှိရင် he is angry she is angry မောင်မောင် is hungry အာလှလှ is hungry, hungry အဲ့ဒီလိုမျိုးလေးတွေသွားယုံပဲဟုတ်ပြီเนาะဒီလိုဆိုရင်ဒီ series ကဒါအာ tense series ထဲမှာထည့်ထားတာဖြစ်တယ်အဲ့တော့ဒီ past tense သုံးနည်းကိုရှင်းပြနေတာဗောနော်ဒီတော့ verb to be မှာ past tense ကဘာလဲဆိုတော့ was were ဒီ was were တွေက was တော့မဟုတ် were ပေါ့တခုခုနဲ့ adjective ပေါင်းရင် အတိတ်ကာလမှာဘာဖြစ်ခဲ့တယ်ညာဖြစ်ခဲ့တယ်လို့ပြောလို့ရတယ်။ဥပမာမနေ့ကငါဒေါသဖြစ်ခဲ့တယ်ဆိုရင် I မနေ့ကဖြစ်တဲ့အတွက်ကြောင့် worse ဟုတ်ပြီနော် worse ဖြစ်ရတဲ့အောင် I ဆိုရင် worse I was angry yesterday I was angry yesterday ဒီလိုလေးပြောရုံပဲတကယ်လို့ငါဒီမနေ့ကအရန်ဘိုက်စာနေခဲ့တယ်ဆိုရင်ကြတော့ဘိုက်စာတော့ဟ hungry I ဆိုတော့ I was hungry this morning ဒီနေ့မနေ့ကအရန်ပိုက်စားတယ်ဆိုရဲဒီအရန်ပေါ့နော်ဆိုရဲဟာထဲ့ခြင်းရယ် very လေးထဲ့ရုံပဲ I was very hungry this morning I was very hungry this morning ဒီလိုမျိုးလေးပြောရုံပဲပေါ့နော်ဒါဆိုရင်ငါမနေ့ညက အရန်ဝမ်းနေနေခဲ့တယ်ဆိုရင်မနေ့ညက last night မနေ့ညကဖြစ်တဲ့အတွက်ကြောင့်အတိတ်ကာလဖြစ်တယ်ဒီတော့ have to ဘီမှာဆိုရင် worse where ကိုတောင်းရမယ်ဝမ်းနေတော့က sad sad i was sad last night i was sad last night နောက်ကနေလိုက်ဆိုထားပါတော့ I was sad last night ဒီလိုဆိုလို့ရှိရင်အရန်ဆိုတဲ့ဟာထည့်မယ် I was very sad last night ပေါ့အရန်လွယ်ပါတယ်နော် I was very sad last night ဟုတ်ပြီနော်ဒါဆိုရင်ဒီ very နေရာမှာအတော်လေးဆိုရင် quite um တကယ်ပဲဆိုရင် really အလွန်အလွန်ဆိုရင် extremely စသဖြင့်ကိုထည့်ကျင်တဲ့ adverb တွေကိုထည့်သွားလို့ရတယ်ဒါကတော့ဟို pattern ထဲမှာအပိုထည့်တဲ့သဘောပေါ့နော်ပြောချင်တာက ငါမနေ့ကပြောနေခဲ့တယ် I was happy yesterday ငါမနေ့ကအတော်လေးပျော်နေခဲ့တယ်ဆိုရင်ကြတော့ I was quite happy yesterday I was quite happy yesterday ဒီလိုလေးပြောသွားရုံပဲလေဒီလိုဆိုရင်ဒီမနေ့ကငါအတော်လေးဒေါသဖြစ်နေခဲ့တယ်ဆိုရင်ကြတော့ I was quite angry this morning I was quite angry this morning I was quite angry this morning. ဟုတ်ပြီနော်။ငါတကယ်ပဲစိတ်ဆိုးနေခဲ့တယ်ဒီမနေ့ကဒီလိုဆိုရင်ကြတော့စိတ်ဆိုးသောက upset. I was really upset this morning. I was really upset this morning. ငါအလွန်အလွန်ဒေါသတွေဖြစ်နေခဲ့တယ်မနေ့က I was extremely angry yesterday. I was extremely angry yesterday ဆောက်တဲ့ပြင်ဒီ very တို့ quite တို့ extremely တို့ really တို့ဒါတွေကတော့ကိုယ့်ကိုထည့်ကျင်နေဆိုရင်ထည့်လို့ရအောင်အလုပ်ကလေးကြက်ထားလိုက် adjective ရှေ့မှာထည့်ရတယ်ပေါ့နော်ဒါဆိုရင် speaking ကနည်းနည်းပို့ပြီးတော့ပြည့်စုံသွားတဲ့သဘော ပေါ့နော်ငါသူ့ကိုတွေးရတာပျော်ရွှင်ခဲ့တယ်ဆိုရင်ကြတော့ပျော်ရွှင်ခဲ့တယ်ငါပျော်ရွှင်ခဲ့တယ် I was happy သူ့ကိုတွေ့ရတာเนาะအဲ့တော့ to see him i was happy to see him အဲ့တော့ဒီမှာ pattern လေးကိုမှတ်ထားပါเนาะ i was happy to ပြီးအနောက်က infinitive verb လေးထည့်ရမယ် infinitive verb ဆိုတာကဒါ base form ကိုပြောတာပေါ့เนาะပြောချင်တာက go ဆိုရင် go ပဲ အဲဒီ SDES တွေထည့်ထားတာမျိုးမဟုတ်ဘူးအာရိုးရိုးလုံးဝအခြေခံမူရင်း valve ကိုပြောတာဖြစ်တယ်ဘာမှညှိမထားတဲ့ valve ကိုပြောတာဖြစ်တယ် I was happy to go I was happy to see I was happy to come I was happy to study စသဖြင့်အခြေခံ valve တွေပေါ့နော်ဘာမှထည့်မထားတဲ့ဘာမှမပါတဲ့ဘာမှမညှိထားတဲ့ original valve တွေကို infinitive လို့ခေါ်တာဖြစ်တယ် ဒီတော့ဒါလေးထည့်လိုက်တယ်ဆိုရင် speaking word ကြတယ်အများကြီးပွားသွားလို့ရတာပေါ့နော်ဒါဆိုရင်ငါသူ့ကိုတွေ့ရတာပျော်ရွှင်ခဲ့တယ် I was happy to see him I was happy to see him Okay ဒါလို့ဆိုရင် I was happy to plus infinitive နဲ့ပဲနောက်ထပ် speaking word ကြလေးတွေလုပ်ကြည့်မယ်နော် I was happy to go home ငါအိမ်ပြန်ရမှာကိုပျော်နေခဲ့တယ် go home အိမ်ကိုပြန်တာပေါ့နော် to go home အိမ်ပြန်ရမှာကိုငါပျော်နေခဲ့တယ် i was happy to go home i was happy to go home ဒါဆိုရင်ခုနကပြောသလို i was very happy to go home i was quite happy to go home i was really happy to go home i was extremely happy to go home ကြိုက်တာထည့်ပြီးတော့လဲပြောနိုင်နေပေါ့เนาะအဲ့ဒါတွေမရဘူးဆိုတော့ I was happy to go home တလုံးနဲ့နဲ့ရပါတယ်ဟုတ်ပြီเนาะဒါဆိုရင်မနေ့ညကငါဝမ်းနေနေခဲ့တယ်လို့ပြောတတ်ပြီပေါ့เนาะမနေ့ညကဆိုတော့ last night ဝမ်းနေတာက sad ဒါဆို sad က adjective mode လို့ I was ဆိုတာတော့ထည့်ရရမယ်เนาะ I was sad last night I was sad last night. sad ကဝမ်းနေသော၊ဝမ်းနေသောဖြစ်တဲ့အတွက်ကြောင့်ဒီတိုင်း I sad လို့ပြောလို့မရဘူး။အာ၊ तू က ငါဝမ်းနေသောဆိုပြီးတော့ငါမင်းညဝမ်းနေသောဆိုပြီးအဲ့လိုဖြစ်နေရင်အဆင်မပြေဘူးလေအဲ့တော့ငါမင်းညကဝမ်းနေနေခဲ့တယ်ဆိုတော့ဒီအာ verb ပုံစံမျိုးပေါ့နော်ပြေဝတဲ့ဝကြဖြစ်အောင်အာတိတ်ကာလမှာဆိုရင် was were တဲ့ဟာတခုကိုသုံးရတယ်ဒီတော့ i was he was စသဖြင့်နော် she was mama was mama was တကယ်လို့အာသူတို့ကဆိုရင် they were they were sad last night သူတို့ကမနေ့ညကဝမ်းနည်းနေခဲ့တယ် they were sad last night မနေ့ညငါတို့ဝမ်းနည်းနေခဲ့တယ်ဆိုရင် ပြောတတ်ပြီနော် we were sad we were sad last night ဟုတ်ပြီနော်ဒါဆိုရင်ဒီမှာလဲပဲ i was sad to ဆိုပြီးတော့မှအနောက်က infinitively ထည့်လို့ရှိရင်ဘလို့အဓိပ္ပာယ်ရလဲဆိုတော့ဒါတခုခုလုတ်ဖို့ရငါဝမ်းနေနေခဲ့တယ်အဲ့လိုပေါ့နော်ဒါဆိုရင်ဒီလုတ်ဖို့ရဆိုတော့ဒီ blank ပေါ့နော်ကွက်လက်လေးနေရာမှာကိုတိတဲ့ verb ကိုထည့်လို့ရတယ်ဥပမာငါအိမ်ကနေထွက်သွားရမှာဝမ်းနေနေခဲ့တယ် I was sad to leave home L E A V E leave For twakwadi bono. will leave home, ayane twakware. Aro I was sad to leave home. I was sad to leave home. ဒါကိုနိုင်ငံသားသွားခါနေကြရင်ဖြစ်ခဲ့တဲ့အဖြစ်အပျက်ကိုပြန်ပြောတာမျိုးဖြစ်နေတာပေါ့နော်။ငါလေးနိုင်ငံသားကိုသွားမှာဆိုတော့ပေါ့နော်။မသွားမဖြစ်လို့သာသွားရတာ။အာအိမ်ကိုထားခဲ့ရမှာအိမ်ကနေထွက်လာခဲ့ရမှာတော့ငါဝမ်းနည်းနေခဲ့တယ်။ I was sad to leave home. ပြီးရင်မိသားစုတွေကိုဒါ goodbye လို့ပြောရမှာဝမ်းနည်းနေခဲ့တယ်။ I was sad to say goodbye say ပြောတယ် goodbye goodbye ပြောရမှာငါဝမ်းနည်းနေခဲ့တယ် i was sad to say goodbye i was sad to say goodbye ခုနကပြောသလိုပဲငါတကယ်ပဲဝမ်းနည်းနေခဲ့တယ်ဆိုတော့တကယ်ပဲဆိုတော့ဒါဆိုတာ adverb ပေါ့နော်ဒါကိုထည့်ခြင်းရင်တော့ i was really sad to say goodbye I was really sad to say goodbye. ဟုတ်ပြီနော်။အဲ့ဒီလိုမျိုးပြောလို့ရတယ်။ဒါဆိုရင်ဒါကဒါရိုးရိုးဝက်ကြလေးတွေပေါ့နော်။မေကွန်းလည်းမဟုတ်ဘူး။အငင်းလည်းမဟုတ်ဘူး။ဒါရိုးရိုးဝက်ကြလေးတွေဒီလိုဖြစ်တယ်ဟိုလိုဖြစ်ခဲ့တယ်အဲ့လိုပြောတာတွေပေါ့နော်။အခုဒါဆိုရင် မေကွန်းလောက်ကြည့်မယ်နော်။မေကွန်းဆိုတဲ့အခါကျတော့ verb to be ကိုရှေ့ထုတ်ရုံပဲ။အဲ့ verb to be တွေကဘာတွေလဲဆိုတော့ဒီ amidst our words ပေါ့။ဒါအခုလက်ရှိပြဿနာကာလမှာဆိုရင် MSR အဲ့တော့အဲ့ဒါတွေကိုရှင်းထုတ်တယ် Are you happy Are you happy ဟုတ်တယ်နော်ဒီလောက်တော့အာဒါလွယ်တဲ့အတွက်ကြောင့်တော်တော်လေးများသိတယ်ပေါ့နော်ဒါဆိုရင် Are you happy to um to go there မင်းအဲ့ဒီကိုသွားရမှာပျော်နေလားဒါကတော့အခုပျော်နေလားလို့မေးတာနော်အတိတ်ကာလကပျော်နေခဲ့လားလို့ပြောတာမဟုတ်ဘူး are you happy to go there go သွားတယ် there အဲ့ဒီကိုဒီတော့ are you happy to go there တကယ်လို့နိုင်ငံခြားသွားဖို့ရာမင်းပြောနေသလားနိုင်ငံခြားသွားရမှာမင်းပြောနေလား are you happy to go abroad go abroad go abroad abroad နိုင်ငံခြားအဲ့ go abroad အာဒါတွဲပြီးတော့မှမှတ်ပါ uh, go to abroad လို့မပြောရဘူးเนาะ go abroad ပဲတွဲပြီးတော့မှမှတ်ရတယ်အဲ့တော့ Are you happy to go abroad? Are you happy to go abroad? ဒါဆိုရင် um မင်းကနိုင်ငံခြားမှာစသွားသင်ရမှာကိုအာရဝမ်းသာနေသလား? Are you happy to study abroad? Are you happy to study abroad? Are you happy to study abroad? ဒါဆိုရင်မင်းနိုင်ငံခြားမှာနေရမှာကိုဝမ်းသာနေသလား? Are you happy to live abroad? 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 ဟုတ်ပြီနော် abroad Are you happy to live abroad? ဒါဆိုရင်ဒီဥစ္စာကိုအတိတ်ကာလနဲ့ဆိုဘယ်လိုပြောမလဲ you ဆိုတဲ့အတိုင်းပဲမင်းကပျော်နေခဲ့သလားပေါ့နော်ဒါဆိုရင် မင်းမင်းရပျော်နေခဲ့လားလို့မေးမယ်အဲ့တော့ပျော်နေခဲ့သလားအဲ့တော့ဒီခဲ့ဆိုတဲ့စကားပေါ့နော်အတိတ်ကာလကိုပြဖို့ရကြတော့ဒီ are you လို့မပြောရဘူးဘလို့ဖြစ်သွားလဲ where you where you ဟုတ်ပြီနော်အဲ့တော့ပြောခဲ့တဲ့အတိုင်းပဲဒီ you ကသင် mention ပေါ့နော်နင်ဆောက်တဲ့ပြင်အဲ့လိုမျိုးဒါတယောက်တည်းကိုရည်ညွှန်းရင်လေအတိတ်ကာလမှာဆိုရင် where you where โอเคเนาะတကယ်လို့အများကြီးကိုရည်ညွှန်းနေနှစ်ယောက်ထပ်ပို့တယ်အများကြီးကိုရည်ညွှန်းနေဆိုလို့ရှိရင်လည်းပဲပွေယူပဲဒီတော့ were you happy yesterday were you happy yesterday မင်းမနေ့ကပျော်နေခဲ့သလားအဲ့တော့တယောက်တည်းကိုကြည့်ပြီးမေးတယ်ဆိုရင်တော့ဒါကဟိုဒါ မင်းကလို့ဘာသာပြန်ရတာပေါ့ where you happiest today တကယ်လို့နှစ်ယောက်ထပ်ပို့တယ်အများဖြစ်နေတယ်မင်းတို့မနေ့ကပြောနေခဲ့သလားလို့မေးချင်ရင်လည်းပဲဒီစကားပဲเนาะ where you where you happiest today where you happiest today မင်းကသမဟုတ်မင်းတို့ကသူ့ကိုတွေးဖို့ပြောနေခဲ့သလား were you happy to see him where you happy to see him အဲ့တော့ where you happy to အနောက်မှာ infinitively ထည့်ရုံပဲ where you happy to see him နော်ဒါဆိုရင် where you happy to ဆိုတဲ့ form လေးကိုလည်းမှတ်ထားပါ main တော့မဟုတ် main တို့ကဒါတခုခုလောက်ဖို့ပြောနေခဲ့သလားပေါ့နော်ဒါဆိုရင်ခုနကစကလုံးလေးတွေကိုပဲပြန်ကောက်မယ်နော် main အဲ့ဒီကိုသွားဖို့ပြောနေခဲ့သလား where you happy to go there where you happy to go there Were you happy to go there? ဒါဆိုရင်မင်းအိမ်ပြန်ရမှာကို ပြောနေခဲ့သလားအိမ်ပြန်လား go home ဒီတော့ Were you happy to go home? Were you happy to go home? Were you happy to go home? ဒါမှတ်ထားနော်ဒီအင်္ဂလိပ်မှာကြတော့အဲ့တော့ were you happy to go home ကဒါအတိတ်ကာလကိုပြောတာတကယ်လို့ဒီဥစ္စာကိုမင်းက အခုပေါ့နော်ဒီအိမ်ပြန်ရမှာကိုစိတ်ပျော်ရွှင်နေသလားပေါ့နော်အဲ့လိုဆိုရင်ကြတော့ are you လို့ပြောရုံပဲ are you happy to go home are you happy to go home are you happy to go home where you happy to go home မမားနဲ့နော်ဒါအင်္ဂလိပ်ကကြတော့မှားလို့မရဘူးမြန်မာမှာကြတော့ tense တွေကအာတခါတလေ ဖော်ပြတယ်တခါတလေမဖော်ပြဘူးတခါတလေတော့မဟုတ်ဘူးများသောအားဖြင့်မြန်မာမှာကျတော့ dance တွေကတိတ်မသေးကွဲဘူးပေါ့နော်ဒါကြောင့်မလို့မြန်မာတွေအင်္ဂလိပ်စကားပြောပြီဆိုလို့ရှိရင် dance တွေမှာအလွန်မှားတယ်ဘာလို့လဲဆိုတော့ဒီအုံနောက်ရဲ့ system ပေါ့နော်မြန်မာ စကားကိုပြောလို့ရှိတဲ့အုံနောက်ဒါဒီ system ကိုကဒါသူက used to မဖြစ်ဘူးပေါ့နော်ဒီညှိရတဲ့ verb တွေပုံစံကိုသူက used to မဖြစ်ဘူးဒါကြောင့်အလွန်မှားတာဒီတော့ကိုကသိဖို့ကအင်္ဂလိပ်မှာကျတော့အချိန်ကာလတွေကိုတိတိကျကျပြောရတယ်ဒီနေ့ဆိုရင်ဒါ အခုကာလတဲ့အကျုံးဝင်တာပေါ့နော်အခုတော့ဒီနေ့တော့ဒီအချိန်ကာလတော့ဒါတွေဆိုတမျိုးဒါ present present tense တွေပေါ့မနေ့ကအဲလွန်ခဲ့တဲ့10နှစ်ကပိုနေ့ကလွန်ခဲ့တဲ့တောက်ကြနေ့ကလွန်ခဲ့တဲ့တနာကြီးကဒါမျိုးတွေဆိုရင်လွန်ခဲ့တဲ့ကာလကတစ်စက္ကန့်ပဲကြာပါစေဒါကအတိတ်ကာလဖြစ်သွားပြီလို့သတ်မှတ်တယ်ဒါကြောင့်မို့လို့သူကဒါ verb to be ဆို words were နဲ့သုံးရတယ်ဟုတ်ပြီနော်အဲ့ဒါလုံးဝကိုကွဲမှဖြစ်မယ်အဲ့တော့ are you happy to go home Were you happy to go home? ဟုတ်ပြီနော်။ဒါဆိုရင်သူကအိမ်ပြန်ရမှပြောနေခဲ့လားဆိုရင်ဘလို့ဖြစ်မလဲဆိုတော့ Where he လို့မဖြစ်ဘူးနော်။ Was he? He ကြတော့ was နဲ့တွဲမယ်။ Was he? Was he happy to go home? Was he happy to go home? She ဆိုရင်လည်း Was she happy to go home? Was she happy to go home? Was she happy to go home? မောင်မောင်ဆိုရင်တော့မောင်မောင်လည်းပဲအဲ့ဒီလိုပဲเนาะ worst နဲ့တွဲရတယ်အတိတ်ကာလကမောင်မောင်အိမ်ပြန်ရမှာ one one တာနေခဲ့သလား worst မောင်မောင် happy to go home worst မောင်မောင် happy to go home ဒါဆိုရင်မမဆိုရင်တော့အလားတူပဲ worst မောင်မောင် happy to go home worst မောင်မောင် happy to go home ဆက်သဖြင့်ဒါကိုကတေချာလေး form ကိုမှတ်ထားတယ်ဆိုရင် စကားပြောမှာအရန်ကိုလွယ်တာပေါ့เนาะဒါဆိုရင် Are you sad to go home ကြတော့ဘယ်လိုဖြစ်သွားမလဲမင်းကအိမ်ပြန်ရမှာဝမ်းနည်းနေသလား Are you sad to go home Are you sad to go home ဟုတ်ပြီနော်အဲ့တော့ဒီ go home နဲ့ leave home ကမတူဘူးနော် go home ဆိုတာကအိမ်ပြန်တာ leave home ဆိုတာကကြတော့အိမ်ကနေထွက်သွားတာကိုပြောတာဖြစ်တယ်ဒီလိုဆိုရင်ကိုကအခုနိုင်ငံခြားကိုသွားပြီးတော့မှအလုပ်လုပ်ရတော့မယ် အိမ်ကိုထားခဲ့ရတော့မယ်လေအိမ်ကနေထွက်လာရတော့မယ် are you sad to leave home are you sad to leave home တကယ်လို့ကိုကထွက်လာပြီးသွားပြီနိုင်ငံသားရောက်နေပြီအဲ့ခါကျရင်တငယ်ချင်းကကိုကိုမေးတယ်ပဲဆိုပါစို့နော်မင်းအိမ်ကိုထားခဲ့ရတာတနည်းအားဖြင့်အိမ်ကနေမင်းထွက်လာခဲ့ရတာဝမ်းနဲ့နေခဲ့သလားအဲ့ဒါကြတော့ဝမ်းနဲ့နေခဲ့သလားဖြစ်တဲ့အတွက်ကြောင့် were you were you sad to leave home where you said to leave home ဟုတ်ပြီเนาะဒါဆိုရင်သူကလို့အစားထိုးမယ်သူကအိမ်ကနေထွက်လာခဲ့ရတာ when နေခဲ့သလား was he said to leave home was he said to leave home ဒါဆိုရင်သူမဆိုတာထဲတက်ပြီเนาะ was she said to leave home was she said to leave home was she said to leave home စသဖြင့်ပေါ့เนาะဒါဆိုလို့ရှိရင် ငါတို့ကဆိုရင်ဘလို့ဖြစ်သွားမလဲငါတို့ကအိမ်ကိုထားခဲ့ရတာဒါသူမဟုတ်အိမ်ကနေထွက်ခွာခဲ့ရတာအမတန်ဝမ်းနည်းနေခဲ့ကြတယ်ဒီလိုပြောမယ်ငါတို့ကဝမ်းနည်းနေခဲ့တယ်ဖြစ်တဲ့အတွက်ကြောင့် we were we were very sad to leave home we were very sad to leave home we were very sad to leave home ဒါဆိုရင်အခုငါတို့အိမ်ပြန်ရမှာကိုအရန်ဝမ်းသာနေမိတယ်ဆိုရင်ပြောတတ်ပြီနော်အခုဖြစ်တဲ့အတွက်ကြောင့် we are we are very happy to go home we are very happy to go home we are very happy to go home ငါတယောက်တည်းဆိုရင်နော် i am very happy to go home. I'm very happy to go home. မြန်မာပြည်ကိုပြန်ရတော့မယ် I'm very happy to go home. ဟုတ်ပြီနော်အဲ့ဒါဆိုလို့ရှိရင်ငါကဒီမှာအလုပ်လုပ်ရတာသိပျော်တာပဲဆိုရင် I am very happy to work here. I'm very happy to work here. ဒါဆိုရင် we လည်းပြောတတ်ပြီနော် We are very happy to work here. we are we ဆိုရင်တော့ we are ပေါ့ we are very happy to work here ဒါဆိုရင်ဒါကိုမေးခွန်းလုပ်မယ်နော်မင်းသမဟုတ်မင်းတို့ဒီမှာအလုပ်လုပ်ရတာပျော်လားယင်နော် are you happy to work here are you happy to are you happy to work here are you happy to work here ဒါဆိုရင်မင်းတို့ဒီမှာနေရတာပျော်လားယင် are you happy to live here are you happy to live here ခင်နော် live here ဆိုရင် तू ကစင်ကာပူမှာနေတယ်ပဲဆိုပါဆိုနော်ဒါဆိုရင်မင်းစင်ကာပူမှာနေရတာပြောသလားမေးတတ်ပြီနော်အခုကို နေနေတာဆိုလို့ရှိရင် are you နဲ့မေးမယ်ဟိုအတိတ်ကာလကနေခဲ့တယ်အခုမနေတော့ဘူးမြန်မာပြည်ပြန်ရောက်နေပြီဒါပေမဲ့ကိုကမင်းစင်ကာပူမှာနေခဲ့တုန်းကပျော်ခဲ့သလားအဲ့လိုမေးနေတယ်ဆိုရင်ကြတော့ဒါ where နဲ့မေးမယ်ဘယ်လိုပဲပါနော်ဒီတော့ Are you happy to work in Singapore? ဆိုတာကအခု तू ကစင်ကာပူမှာအလုပ်လုပ်နေတာเนาะအဲ့ဒါကိုမေးတာမင်းအခုစင်ကာပူမှာအလုပ်လုပ်နေတာပြောသလား Are you happy to work in Singapore? Are you happy to work in Singapore? ဒါပေမဲ့အခု तू ကမြန်မာပြည်ကိုပြန်ရောက်လာပြီစင်ကာပူမှာအလုပ်မလုပ်တော့ဘူးဒါမှမဟုတ် तू အရင်တုန်းကတော့လုပ်နေခဲ့တယ်အဲ့ဒီတော့က तू ပျော်ခဲ့လားလို့ကမေးခြင်းနေပေါ့ Were you Were you happy to work in Singapore? မင်းစင်ကာပူမှာလုံလုံနေရတာပျော်ခဲ့သလား? Were you happy to work in Singapore? ဟုတ်ပြီနော်။ဒါဆိုရင်မင်းစင်ကာပူမှာအခုနေနေတယ်ပဲဆိုပါစို့။မင်းစင်ကာပူမှာနေနေရတာပျော်သလား? Are you happy to live in Singapore? In Singapore, we many take a here, 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 in in Singapore, in Thailand, in Japan, in Malaysia, Are you happy to work in Singapore? Are you happy to work in Thailand? Are you happy to work in Malaysia? Are you happy to work in, Are to work in Japan? Are you happy to work here? အဲ့ဒီလိုပြောရတယ်ဟုတ်ပြီနော်ဟုတ်ပြီဒီလိုဆိုရင်သူတို့ကအခုဒီနိုင်ငံတွေမှာဒီဂျပန်တို့မလေးရှားတို့စင်ကာပူတို့ထိုင်းတို့မှာသူကမလုံတော့ဘူးအိမ်ပြန်ရောက်နေပြီမြန်မာပြည်ပြန်ရောက်နေပြီအဲ့တော့ကွာမေးမယ်မင်းအဲ့နိုင်ငံတွေမှာနေခဲ့တော့ငါအဲ့မှာနေခဲ့ရတာပျော်ခဲ့သလားလို့ပေါ့နော်ဒီတော့ Were you happy to live အဲ့လိုနော် where you happy to live in singapore where you happy to live in thailand where you happy to live in malaysia where you happy to live in japan ဟုတ်ပြီနော်ဒီလိုဆိုရင် live နော် work တကယ်လို့ကိုက study လုပ်နေရဆိုလို့ရှင်လာ study စသဖြင့်ဒါ verb infinitive နေရာမှာကိုကြိုက်တဲ့ verb တွေကိုအစားထိုးပြီးတော့မှထည့်လိုက်လို့ရတယ်ငါကမလေးရှားမှာအလုပ်လုပ်ရတာ ပြောမနေခဲ့ဘူးအဲ့လိုပြောမယ်အတိတ်ကာလကိစ္စပေါ့ဒါလို့ဆိုရင် I was not happy to work in Malaysia အနေနဲ့နိုင်ငံထားခဲ့ပြီးအခုတော့စင်ကာပူရောက်ရင်လည်းရောက်မယ်မြန်မာပြည်ပြန်လာရင်လည်းပြန်လာနိုင်မယ်အဓိကတော့မလေးရှားမှာမရှိတော့ဘူးကွာအဲ့တော့မလေးရှားအကြောင်းအတိတ်ကာလကိုပြန်ပြောင်းအောက်မေ့ပြီးတော့မှပြောတာပေါ့နော် I was not happy to work in Malaysia I was not happy to live in Malaysia စသဖြင့်အဲ့ဒီလိုမျိုးပြောလို့ရတယ်။ဒါဆိုရင်ကိုကပြောတယ်လည်းမဟုတ်ဘူးမပြောတယ်လည်းမဟုတ်ဘူး။အရင်ကတော့ပြောမနေဘူးအဲ့လိုပြောမယ်။ဒါဆိုရင်ဒီ very လေးထည့်လိုက်ရုံပဲ။ I am not very happy to live here ။ငါအခုဒီနေရာမှာနေရတာစင်ကာပူပဲဖြစ်ဖြစ်ထိုင်းလန်ပဲဖြစ်ဖြစ်ဘယ်နေရာပဲဖြစ်ဖြစ်ဒီနေရာပေါ့ထားပါတော့နော်။အဲ့တော့ I am not very happy to live here. I'm not very happy to live here. Okay, no? Very happy. သိမ့်မပြော။ I'm not very happy to live here. Hope you know. So yeah, I'm not very happy to work here. I'm not very happy to study here. So that's I 啥的撇，哎，你老苗表露一下嘞，OK 呢？ ဟုတ်ပြီဒီလိုဆိုလို့ရှိရင်ဒီ verb 2 be နဲ့ပဲ location ပေါ့နော် location ကိုပြောရင်လည်းဒါကဒါဝတ်ကြဖြစ်သွားတယ် location ဆိုတဲ့သဘောကဥပမာအိမ်မာတို့ကျောင်းမာတို့ရုံးမာတို့အဲ့ဒီလိုမျိုးပေါ့နော်အဲ့တော့ verb 2 be ကတော့ထုံးစံတိုင်း ms are သို့မဟုတ်အတိတ်ကာလဆိုရင်တော့ was were ပေါ့နော်ဥပမာ i am at the office now ငါခုရုံးမာပါ i am at home now ငါအခုအိမ်မာပါ i am at the beach I am at the beach now. ငါအခုကမ်းခြေမှာပါ။ He is not at home now. သူကအခုအိမ်မှာမဟုတ်ပါဘူး။စသဖြင့်အဲ့ဒီလိုမျိုးပေါ့နော်။ဒါအတိတ်ကာလဆိုရင်တော့ was were နဲ့သုံးမယ်။ခင်ဗျာ။ဒါဆိုရင်အခုအတိတ်ကာလနဲ့ပြောကြည့်ရအောင်။ဒါဆိုရင် where you now? မင်းအခုဘယ်မှာလဲ? Where are you now? ဒါဆိုရင်ဖြေတတ်ပြီနော်။ငါအခုအိမ်မှာပါ။ I am at home now. I'm at home. I'm at home ပြောလဲရတယ်။အခုဆိုတာထည့်ခြင်းလဲဆိုရင်တော့ I'm at home now အဲ့လိုပြောလဲရတယ်။ I am at home. I'm at home now. ခင်ဗျာ။ဒါဆိုရင်ငါကအခုကမ်းစီမှာပါ။ I'm at the beach now. သမဟော I'm at the beach. I'm at the beach ဒီလိုလေးပြောရုံပဲ။ဟုတ်ပြီနော်။ဒါကတော့ဒါပစ္စုပန်ကာလအခုလက်ရှိကာလအကြောင်းပြောတာပေါ့။ဒါဆိုရင်အတိတ်ကာလနဲ့ပြောကြည့်ရအောင်။ Where were you this morning? Where were you this morning? မြန်မာမှာကြတော့ဒီ mean ဒီမနေ့ဗမာလဲလို့မေးလိုက်တာနဲ့ဒါကဟိုညားလဲတာပေါ့เนาะအတိတ်ကာလကိုမေးတယ်ဆိုတာကိုသိသိတယ်ပေါ့เนาะဒါပေမဲ့အင်္ဂလိပ်ကကြတော့ဒီ Where are you this morning လို့ပြောလို့မရဘူး When were you this morning လို့ပြောမှမှန်တယ်เนาะဒီ where ဆိုတဲ့အဲမြန်မာလိုတဲ့တဲ့ကြီးပြန်မယ်ဆိုရင်တော့ဒီမနေ့မင်းဗမာရှိခဲ့တာလဲလို့ပြန်ရတာပေါ့ โอเคเนาะแล้วဆိုရင်ဒီ care ဆိုတဲ့စကားကိုအင်္ဂလိပ်ကမဖြစ်မနေထည့်ရတယ် Where were you this morning ဒါဆိုရင်ငါဒီမနေ့ကရုံမှာပါ I was at the office I was at the office အဲ့ဒါကိုတဲ့တဲ့ကြီးပြန်မယ်ဆိုရင်တော့ ငါယုံမှာရှိနေခဲ့တယ်လို့ပြန်ရတာပေါ့နော်အာဒါမြန်မာမှာကြတော့ငါယုံမှာပါဆိုလို့ရှိရင်လည်းငါဒီမနေ့ကယုံမှာပါဆိုတာအတိတ်ကာလကိုပြန်ပြန်သိသားတယ်ပေါ့နော်အင်္ဂလိပ်ကတော့အဲ့လိုမျိုးကြီးရောင်ရောင်ဝဝလှုပ်လို့မရဘူး I was ဆိုရင် I was လို့ပြောရတယ်အခုကာလဆိုရင် I am လို့ပြောရတယ်ခင်နော်โอเคဒီမနေ့ကဆိုတဲ့တကြား I was at the office Where was he this morning? ဒီနေ့မနေ့ကသူပမာလဲ Where was he this morning? He was at the office he was at the office to maho he was at home to aim ma ba he was at home to chao ma ba he was at school he was at school သူကဈေးမှာပါဆိုရင်ကြတော့ he was at the market he was at the market ဒါလို့ဆိုရင်မင်းတို့ဒီမနက်ကဘာမှလဲဆိုရင်ဘယ်လိုမေးမလဲ where were you this morning ဒါလေးပဲလေမဖြစ်လို့လဲဆိုတော့ဒီ you က မင်းကလည်းယူပဲမင်းတို့ကလည်းယူပဲဒီတော့မင်းပမာလဲဆိုလဲ where were you this morning ဒီမနက်ကเนาะမင်းပမာလဲမင်းတို့ဒီမနက်ကပမာလဲဆိုရင်လည်းပဲ where were you this morning ပဲကဲเนาะပြန်ဖြေတဲ့အခါကျတော့မှငါနဲ့ငါတို့ क्वे သွားတာပေါ့ငါကအာဒီဈေးမှာပါဒီမနက်ကဆိုရင် I was at the market this morning တော့ပြန်ထည့်ခြင်းလဲထည့်မထည့်ခြင်းလဲနေရတယ် I was at the market သူငါတို့ကဆိုရင်ကြတော့ we were at the market we were at the market hope you know we were at home we were at school we were at the market စသဖြင့်အဲ့ဒီလိုမျိုးပြောရတယ်ဒါဆိုရင်မင်းလွန်ခဲ့တဲ့အပတ်ကဗမာရှိခဲ့တယ်လေ where were you last week where were you last week i was in mandalay i was in mandalay i was in mandalay or i was in london London, ငါလန်ဒန်မှာပါ i was in london I was in London. Nga Paris mama, I was in Paris. I was in Paris. Nga Ganji mali, I was at the beach. I was at the beach. Nga body word kuma bo, I was at a party. I was at a party. Hope you know. That's all in. Me, mani nyaga, pamale so, mira pino. you last Where were you last night? Where were you last night? Where were you last night? ငါရုပ်ရှင်ရုံမှာပါရုပ်ရှင်ရုံမှာပါ so i was at the cinema i was at the cinema ဟုတ်ပါပြီเนาะဒီလိုဆိုလို့ရှိရင်เนาะဒီ verb to be ကိုအသုံးပြုပြီးတော့မှဒါမေးခွန်းလေးတွေရောအဖြေတွေရောသို့မဟုတ်လဲအငင်းတွေရောဒါတော်တော်လေးလောက်တက်သွားပြီလို့ယူဆပါတယ်အဲ့တော့ဖြတ်လန်းမလိုက်နဲ့เนาะဖြတ်လန်းဆိုလို့ရှိရင်အာအချိန်ပိုကြာတတ်တယ် အဲနောက်အလိန်လဲခံရတတ်တယ်โอเคเนาะအဲ့တော့ဒီဟာတွေကလေ့ကျင့်မှရတာဖြစ်တယ် speaking မဲ့ဖြစ်ဖြစ် writing မဲ့ဖြစ်ဖြစ်ဘာပဲဖြစ်ဖြစ် listening မဲ့ဖြစ်ဖြစ်အကုန်လုံးက practice လုပ်ရင်းနဲ့မှရတာဖြစ်တယ်ဒါကြောင့်မို့လို့အခုဒီဟာတွေကိုတေချာလေးလေ့ကျင့်မှ lesson အဆုံးမှာ quiz တွေလည်းပေးထားတယ်ဒါကိုဖြည့်သွားပေးပါအဲဆိုလို့ရှိရင် ကိုရလားမရလားစမ်းသပ်လို့ရတယ်ဟုတ်ပါပြီเนาะဒါဆိုရင်ရှေ့ဗီဒီယိုမှာဆက်ပြီးတော့ပေးပါမယ်